အားလုံးပဲမင်္ဂလာပါဒီနေ့စူပါမန် channel လေးကဝင်မြပေးသွားမယ့်အကြောင်းအရာလေးကတော့မွေးခင်စာ baby လေးတွေမှာဖြစ်တတ်တဲ့ no engine spitting app ဒါမှမဟုတ် vomiting ဖြစ်ရတဲ့အကြောင်းရင်းနဲ့ဒီလိုနှုတ်ယူရီပြန်မထုတ်ဖို့ ကာကွယ်နည်းနဲ့ကုသမှုဆိုင်ရာဗဟုသုတလေးတွေကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ဘေဘီလေးတို့မှာဖြစ်တဲ့နှုတ်ဟန်ခြင်းဆိုတာကိုနှစ်ပိုင်းခွဲခြားနိုင်ပါတယ်။ပထမအမျိုးအစားကဘေဘီလေးရဲ့အစာခြေစနစ်ကောင်းစွာမဖွံ့ဖြိုးသောကြောင့်နှုတ်ဆုပ်ပြီးချိန်တွေမှာနှုတ်ရည်လေးအနည်းငယ်ပြန့်ထွက်လာတတ်တယ်။တာမန်နှုတ်တချို့ပြန့်အန်ခြင်း spitting up ဖြစ်ပြီးဒုတိယအမျိုးအစားကပြင်းထန်စွာအန်ထုတ်ခြင်း vomiting ဖြစ်ပြီးပိုင်းနာခြင်းဖျားခြင်းစရဲ့လက္ခဏာများနဲ့ ွဲဖက်ဖြစ်ပေါ်လေရှိပါတယ်။နှုတ်အင်ဂျင်ကိုဖြစ်စေတဲ့အကြောင်းအရာလေးများကတော့ဘေဘီလေးရဲ့အစာချေစနစ်ဟာကောင်းစွာမဖင်ပြိုးသေးပေပုံမှန်လုပ်ငန်းဆောင်တာတွေကိုမဆောင်ရနိုင်သေးတာကြောင့်ဖြစ်တာ။မိခင်တို့နဲ့နိုဘူးဆိုစဉ်ကာလမှာလေကိုပါရောနော်မျိုးချမိတာ။အစာရီအစာလမ်းကြောင်းကပြန်ဆန်တက်ခြင်းကြီးရအစာရင်ဦးလမ်းကြောင်းတွေဗိုင်းရပ်စ်ပိုးတွေကြောင့်ရောင်ရမ်းနေတာ။ နှုံမုံနှုတ်ထပစ္စည်းတွေနဲ့ဓာတ်မတည့်တာစတဲ့အကြောင်းအရာလေးတွေကြောင့်ဘေဘီလေးတို့မှာနှုတ်အန်ဂျင်တွေကိုဖြစ်ပေါ်နိုင်ပါတယ်ဒီလိုနှုတ်အန်ဂျင်ဟာဘေဘီလေးရဲ့အာဟာရရရှိနိုင်မှုကိုတက်ရောက်စေနိုင်ပြီးနှုတ်အန်နာကိုကာကွယ်နိုင်မှုနီးလန့်လေးတွေရှိပါတယ်ဒါကတော့နှုတ်တိုက်တဲ့အမှုအချက်နီးလန့်ကို ပြင်ဆင်ပေးတာပဲဖြစ်ပါတယ်ဘေဘီလေးကိုခါမမတ်အနေထားမှာထားရှိပြီးနှုတ်တိုက်ပြီးမယ်နှုတ်ဘူးတိုက်ပြီးမယ်ဆိုရင်လည်း အသက်ရွယ်လိုက်ထုတ်လုပ်ထားရင်တင့်တော်ရဲ့နိုဒီကအရဲအစားအပေါက်နေတွေကို ရှာတိုက်တာဘေဘီလေးနိုးဆုတ်ပြီးချိန်တိုင်းမှာပခုံးမော်တင်လေကိုထုတ်ပေးတာမျိုးတွေလုပ်ပေးရမှာပဲဖြစ်ပါရဲ့ဘေဘီလေးကိုနိုးတိုက်ကြွေးရမှာလေတစ်ချိန်နဲ့အများကြီးတိုက်ကြွေးမှုမျိုးထက်တစ်ချိန်မှာနည်းနည်းချင်းစီကိုအချိန်ရင်များများတိုက်ကြွေးပေးတာမျိုးလုပ်တင်ပါရဲ့ဘေဘီလေးတို့ကိုနိုးတိုက်ပြီးချိန်တိုင်းမှာလေချက်ချင်းလှည့်မထားပဲမိနစ်30လောက်ကြာအောင်မတ်တပ်ထားပေးခြင်းကလည်း နှုတ်ဟန်ခြင်းကိုကာဝယ်နိုင်တာပဲဖြစ်ပါရဲ့မိခင်တို့တိုက်ကြွေးတဲ့ဘေဘီလေးတွေဖြစ်မယ်ဆိုရင်တော့မိခင်အနေနဲ့မိမိစားသုံးတဲ့အစာစာတွေရဲ့မှာဓာတ်မတည့်မှုကိုလျှော့ချဖို့အတွက်နှိုးထွက်ပစ္စည်းနဲ့ကဖင်းပါတဲ့အစာစာတွေကိုလျှော့ချစားသုံးသင့်ပါတယ်အစာချေစနစ်တဲ့ပိုးမဝင်စေဖို့အတွက်နှုတ်ဘူးနှုတ်ဒီကအသုံးဆောင်လေးတွေကိုလည်းတန်ရှင်းစွာထားရှိတာ ပိုးသက်ခြင်းတွေကိုစနစ်တကျပြုလုပ်ပေးတာလေးတွေကိုလည်းလုပ်ပေးရမှာပဲဖြစ်ပါတယ်။တကယ်လို့ဘေဘီလေးမှာနှောင့်ခြင်းဖြစ်နေမယ်ဆိုရင်လည်းကုသနိုင်မယ့်နီးလန်းလေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အိမ်မှာပဲလုပ်ပေးနိုင်တဲ့နီးလန်းလေးတွေကတော့ဘေဘီလေးကိုဗီတာဆောင်ထားရှိပေးရမှာ ဖြစ်ပြီး အခုလိုလုပ်ပေးတာကအံပန်းနဲ့အရေတွေအသက်ရှူလမ်းကြောင်းနဲ့မွေရောက်စေဖို့ကောက်ွယ်ပြည့်စင်နိုင်ပါတယ်။ဆရာဝန်ညွှန်ကြားချက်ရှိမယ်ဆိုရင်တော့ ဒက်စာရီ ORS တိုက်ကျွနိုင်ပါ၏လေထိုးလီအောင်သက်သာစေနိုင်နေအန်တက်စစ်လိုဆေးဝါးမျိုးတွေကိုလည်းဆရာဝန်ညွှန်ကြားချက်ဖြင့်တိုက်ကျွနိုင်တာပဲဖြစ်ပါ၏ထို့ပြင်နိုအန်ထာဘာကတနအီကျော်မှသာနိုပြန်လေတိုက်ကျွနိုင်ပါ၏ပြင်းထန်သောကြီးရဖြစ်ထားပါက proton pump inhibitors PPIS စီများလိုအပ်နိုင်ပါ၏တကယ်လို့ဘေဘီလေးတို့မှာအဆိုင်ရောင်ဒါမှမဟုတ်ဝါကျစ်စ်အန်ဖက်များပါလာမည် ဖြားမယ်ရေရက်ခံတဲ့လက္ခဏာဖြစ်တဲ့ငယ်ရိတ်ခြိုက်ဝင်ခြင်းစီးနှဲခြင်းတွေတွေ့မယ်အန်နာက24နှစ်တည်းကြာနေမယ်ဆိုရင်တော့ဆရာဝန်ကို ပြတ်သားပြရမှာပဲဖြစ်ပါတယ်ဘေဘီလေးဟာသွေးပါတာသွေးရတာဘိုက်တဲမှာပြီးဦးလန်းဆောင်ပိတ်ဆို့နိုင်သောလက္ခဏာတွေဖြစ်နေမယ်ဆိုရင်တော့အရေးပေါ်အခြေအနေဖြစ်ပြီးစေးရုံကိုပို့ဆောင်တင်ပါတယ်နွေချင်းကဘေဘီလေးအများစုမှာဖြစ်ပေါ်လေးရှိတော့လေပုံမှန်မဟုတ်တဲ့လက္ခဏာများပါလာပါက ဆရာဝန်နဲ့အမြန်ဆုံးတိုက်မြှင့်မှုအကြံပြုချင်ပါတယ်။ဒါပြင်ဘေဘီလေးကိုတန်ရှင်းတဲ့နီလန်းနဲ့နှုတ်တိုက်ခြင်းလေးချက်ထုတ်ပေးခြင်းတို့ကိုပြုလုပ်ပေးကြဖို့ပြောကြရင်စူပါမန်ကနှုတ်အန်ခြင်းဖြစ်ပေါ်ရတဲ့အကြောင်းရင်းကာကွယ်နီကုသနီလေးတွေကိုဝေမျှပေးလိုက်တာပဲဖြစ်ပါတယ်။နားဆင်ပေးတဲ့အတွက်အလုံးကိုထူပဲကျေးဇူးတင်ရှိပါတယ်။မမီနဲ့ဘေဘီလေးတို့အတွက်ဘဟုတုတရာစရာအချောင်ရလူတွေကိုကျမတို့ရဲ့စူပါမန်ချန်နယ်လေးမှာ အမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပြီး notification လေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်